မုံလာဦးနေစာချင်းကျမ်းမာရေးအကျိုးကျေးဇူးများနံပါတ်၁မျက်စိအမြင်အာရုံကိုအားကောင်းစေခြင်းနံပါတ်၂ကိုခံအားစနစ်ကိုမြင့်တင်ပေးနိုင်ခြင်းနံပါတ်၃အသားရည်ကိုနှုတ်ပြဆိုပြေစေခြင်းနံပါတ်၄ကင်ဆာဆဲများဖြစ်ပေါ်မှုကိုကာကွယ်ပေးနိုင်ခြင်းနံပါတ်၅နှလုံးရောဂါဖြစ်ပွားမှုကိုရှုတ်ချပေးနိုင်ခြင်းနံပါတ်၆စီးကျိုရှိသူများတင်းတင်းစားပြီးတွေးတွင်းတကြားတက်ထိန်ပေးခြင်းနံပါတ်9အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းမံစေခြင်း နံပါတ်၈တွေးတန့်စီပြီးတွေးအားနဲ့ယောဂကိုကာကွယ်ပေးနိုင်ခြင်းနံပါတ်၉အယုံမြောက်ကိုတမားစီခြင်းနံပါတ်၃၀ကိုလေးချိန်ကြစီခြင်းသတိပြုရန်ချက်များတနည်းလျင်အလက်စာ၂ဦးသုံးဦးထက်ပိုမစားသင့်ပါစီးကြိုကြောက်ကအစာရင်းနာရှိသူများနဲ့တွေးချင်းစိတ်တောက်နေရသူများအစိမ့်စားခြင်းထက်ချက်ပြုတ်ပြီးမှတင့်တင့်စွာစားပါသို့မဟုတ်တခြားအသီးနှံများနဲ့ညှတာစွာရောဆစားတော့ပါအည်ပြားရခြင်းနှီးခြင်းစတဲ့ဓမ္မတည်းမှုရှိသူများမစားသင့်ပါ